ပရီမာမဝေးရသေးတဲ့အယောင်မျိုးလေးပေါ့စဉ်းစားလိုက်တော့အယောင်တော့ပထမတွေ့ရဗေဒာနဲ့အစိမ်းနူလေးနှစ်ခုကတော့သူတို့မဝေးရသေးဘူးအဲ့နှစ်ခုလေးကနေကိုရရွေးမယ်ဆိုရင်အစိမ်းနူလေးကိုရွေးလိုက်တယ်အဲနောက်တစ်ခါဟို sequence accessory အပြည့်တွေနဲ့အကုန်လုံးဖန်တီးပေးတဲ့အချိန်မှာကိုကကြတော့ဒီမြန်မာမှုပန်းကျည်သီးလေးနဲ့ဖန်တီးပေးလိုက်တယ်အဲ့တော့သူအမြဲဝင့်နေကြဟာလေးနဲ့꿰ထွက်ပြီးတော့အကုန်လုံးကလည်းအရန်သဘောကျကြတယ်ငယ်စဉ်တို့အတွဲအတွဲဖန်တီးပေးတဲ့ခါကျတော့အဲ့လိုပေါ့ပရိသတ်တွေကတော့ စောင့်ကြည့်နေမှာ ဖြစ်တဲ့အတွက်တခြားဖန်တီးတာတော့နည်းနည်းပိုရင်ခုန်နေပေါ့နော်ကျင်းတီလှမဲ့ဝစ်စုံလေးပေါ့အခုရအဲ့လိုပုံစံမျိုးလေးတွေးလိုက်တာအရင်ဆုံးလေးပဲဖန်တီးပေးလိုက်တယ်ဒီနေရာမှာခုနလိုဟိုအတွန့်အတွဲရှုပ်ရှုပ်ထွေးထွေးလေးတွေဘာမှမထည့်တော့ဘဲနဲ့စိုးပြနေရခုနဝစ်လာရိုက်လာခဲ့တဲ့ဝစ်စုံလေးလေအများကြီးဖြစ်သွားပြီခုနအကိုကြီးပြောလို့ဒီရှိလေးမာရင်ပဲ9စုံအခုနောက်ထပ်ထွက်မဲ့ဝစ်စုံလေးက3စုံလောက်ကျန်သေးတယ်ဆိုတော့သူနဲ့ဘယ်ဟာလေးလိုက်မယ်ဆိုတော့အခုအသိနေပြီဖြစ်တဲ့အတွက်လေအဲ့လိုပြိတဲ့ကြိုက်မဲ့ဟာလေးပေါ့သူလည်းကြိုက်မဲ့ဟာအဲ့လို ကိုကြိုက်မာရောမင်းသမီးကြိုက်မာရောပြိတဲ့ကြိုက်မာရောအကုန်စဉ်းစားပြီးတော့ခန်းဒီပေးလိုက်တာပါဆိုပြနေဆိုတာလေဒီကြော်ညာရိုက်တွေအများကြီးရိုက်ခဲ့ဒါပေမဲ့ဒီကြော်ညာတွေရိုက်ရတဲ့ feeling နဲ့အဒီ pre wedding လောက်ရတဲ့ဟာနဲ့တော့အရန်กว่าတယ်လေနော်ဒီဟာကတော့ကိုပို့ပြီးတော့သူတို့ရဲ့တကယ်ဘဝအတွက်ကိုလှုပ်ပေးရတာဖြစ်တဲ့ပို့ပြီးပြောပါရယ်ဟုတ်ငယ်စဉ်တို့အတွက်ကိုကြာတော့သူတို့ကဒီတရင်ချို့မှာအကိုရောရိုက်ဖို့မမီရောတာမမီရောတာဒါဇောင်းတိုင်း themes ပေါ့နော်မိဘုံလေးနဲ့ရိုက်ကြမယ်ဆိုပြီးတော့ပြောလာတော့အချိန်မီလေးဖန်တီးပေးလိုက်တာပေါ့နော်အဲ သူတို့အတွဲလေးကိုကြာတော့ဒီဇိုင်နာတွေရောမိတ်ကေအာတစ်အကုန်လုံးပေါ့နော်ဒီအနုပညာအတိုင်းဝိုင်းမှာကသူတို့အရင်ချစ်ကြတယ်အဲဒါအဲ့လိုဆိုတော့လှုပ်ပေးခြင်းကြတယ်ဟိုဒီဇိုင်နာတွေဆိုလဲချုပ်ပေးခြင်းကြတယ်မိတ်ကေလိမ့်ပေးခြင်းကြတယ်သူတွေအများကြီးကွာဒီထဲမှာအကိုတို့သူ့ပွဲကြီးအတွက်တို့ဘာလို့ကလဲအချိန်ကြိုယူပြီးစီစဉ်ရတဲ့အခါကြတော့အကုန်စီစဉ်ပြီးသွားပြီအခုကိုကြီးဖန်နီးပေးတာကကြတော့တန်တဲ့သူတွေကခုနလိုပေါ့ချစ်တဲ့သူတွေများတဲ့အခါမှာအလှဆုံးနေသူ့ကိုဖန်နီးပေးတဲ့ထဲမှာကိုကလေရရရဲ့ကလေးကအချိန်ရလဲအကိုကြီးတို့ အဲဆိုပြနေပြောပြတာ၄ရက်ပဲအချိန်ရမယ်အဲ၄ရက်အတွင်းမှာဆိုတော့ဟိုအများကြီးမလုံနိုင်တဲ့အခါမှာပန်းချေသီးလိုပုံစံမျိုးလေးอ่ะကျင်းတည်တယ်ဒါသူများမလုတ်ပေးလောက်ဘူးမလုတ်ပေးလောက်ဘူးဆိုတာကွာခုနလိုအကုန်လုံးကဒီဇိုင်နာတွေအကောင်းဆုံးလုတ်ပေးကြမယ်ဆိုတဲ့အချိန်မှာလေအကိုကကြတော့အယိုးရှင်းဆုံးကြံမဲ့ဟာကိုစဉ်းစားတာပေါ့အယောင်ထဲမှာလည်းအလိုပဲအာဒါသူတို့ ရီမာမဝေ့ရသေးတဲ့အယောင်မျိုးလေးပေါ့စဉ်းစားလိုက်တော့အယောင်တော့ပထမတွေ့ရဗေဒာနဲ့အစိမ်းနူလေးနှစ်ခုကတော့သူတို့မဝေ့ရသေးဘူးအဲ့နှစ်ခုလေးကနေကိုရရွေးမယ်ဆိုရင်အစိမ်းနူလေးကိုရွေးလိုက်တယ်အဲနောက်တစ်ခါဟို sequence accessory အပြည့်တွေနဲ့အကုန်လုံးဖန်တီးပေးတဲ့အချိန်မှာကိုကကြတော့ဒီမြန်မာမှုပန်းကျေသီးလေးနဲ့ဖန်တီးပေးလိုက်တယ်အဲ့တော့အာဒီသူ့ရဲ့သူအမြဲဝင့်နေကြဟာလေးနဲ့ကွဲထွက်ပြီးတော့အကုန်လုံးကလည်းအရန်သဘောကြကြတယ်ဟုတ်ဆိုပြီးဟာသူ့ကိုအယောင်တော့ပြန်ပြောထားတယ်သူကလည်းဟို နည်းနည်းပွဲအတွက်ပေါ့နော်ဒါ pre wedding နေ့ကတခုဖြစ်တဲ့အခါကျတော့အကုန်လုံးက worry ရှိရယ်လေအဲ့ဒါဆိုတော့ तू ကကိုကြီးဘယ်ရောင်လေးတော့ပြောပြီးအရောင်တော့ပြောပြီးဒီဇိုင်းတွေပါရတော့ဘာမှမပြောတော့ဘူးထုံးတဲ့နိုင်မယ်အဲ့ညနေမှချက်ချင်းသူတို့မနှက်ပြန်ရိုက်တော့မယ်ဆိုဒီနေ့ညနေကျမှ fitting ပြေးချာကြဒါပေမဲ့ဟိုကိုချုပ်နေကြမင်းသမီးဆိုတော့လေ အထွေထူးတော့ဘာမှမလုပ်ရပါဘူးဒါ fitting video လေးထဲမှာဆိုတွေးလိုက်မယ်အကောင်လုံးကသူနဲ့လဲ fitting ဖြစ်တယ်တခါရဲကွက်တီပဲဘာမှမပြင်လိုက်ရဘူးတခါရဲထားခဲ့ပြီးတော့ဟိုသူတို့ကတောင်ကူထိသွားရိုက်တာဆိုတော့မလိုက်နိုင်တော့ဘူးလေအဲဝစ်စုံလေးပဲထည့်ပေးလိုက်တာတကယ်တော့သူကတောင်ကူမှာသွားရိုက်မယ်ဆိုရဲအကိုရဲ့ light ချင်တယ် light ချင်တယ်ဒါပေမဲ့ကိုကလည်းဒီဘက်မှာလေအကိုတို့ဒီဝါကျွတ်ပြီးဆိုပွဲရည်ဒီစက်တိုင်းနေဆိုမလိုက်နိုင်လိုက်တာမလိုက်နိုင်တော့အစကိုကြီးလိုက်ခဲ့ဟိုမှာရိုက်ကြမယ်အဲ့ရိုက်မဲ့အစီအစဉ်ကလည်းအာသူတို့သူတို့ ြောရတော့နည်းနည်းအချိန်ကနောက်ကျသွားတဲ့ခါကျတော့ setting လေးနဲ့ဒီလိုဖြစ်အောင်စီစဉ်ပြီးရိုက်လိုက်ရတယ်ဒါပေမဲ့လာတယ် result လေးထွက်လာတဲ့ခါကျကိုလည်းကြိုက်တယ်သူတို့လည်းကြိုက်တယ်ပရိသတ်လည်းကြိုက်တယ်ဒီသူတို့နှစ်ယောက်စပြီးတော့ဒီဖွင့်ပြီးပြောပြီးတဲ့အချိန်ကနေစပြီးတော့ဒီမင်္ဂလာခရီးလဲနေသွားနေတဲ့အထဲမှာပေါ့နော်ကိုကလည်းတခုခုလေးတော့ကိုပါပြီးတော့အားပြေးပေးခြင်းတယ်သူတို့ကလည်းကိုကြီးရဲ့ပွဲကြီးတွေအတွက်ဒီမှာတော့ မလုတ်ပေးနိုင်တော့ကိုကြီးလည်းမလုတ်ပေးနိုင်တော့ဘူးသူတို့လည်းအချိန်မရကြတော့တဲ့အခါကျတော့ဒီ pre wedding လေးတစ်ခုတော့ဖြစ်အောင်ဝင်ပြီးအားဖြည့်ပေးလိုက်တယ်ကိုလုတ်ပေးတဲ့ဟာလေးနဲ့အရင်လိုက်ဖက်တယ်အစင်ပြေရယ်ဆိုတဲ့အခါကျတော့စိတ်ထဲမှာပိုးပြီးကြည်နူးရတယ်ဟောအကိုတို့သွပြည့်နေဆိုတာလေဒီကြော်ညာရိုက်တယ်အများကြီးရိုက်ခဲ့ဒါပေမဲ့ဒီကြော်ညာရီရိုက်ရတဲ့ feeling နဲ့အဒီ pre wedding လုပ်ရတဲ့ဟာနဲ့တော့အရင်กว่าတယ်လीเนาะဒီဟာကတော့ကိုပို့ပြီးတော့ သူတို့ရဲ့တကယ်ဘဝအတွက်ကိုလှုပ်ပေးရဖြစ်တဲ့အတွက်ပူပြီးပြောပါဗျ။အဲဒါငယ်စဉ်တို့အတွေ့အတွေ့ဖန်တီးပေးတဲ့ခါကျတော့အဲ့လိုပေါ့ပရိသတ်တွေကတော့စောင့်ကြည့်နေမှာဖြစ်တဲ့အတွက်တခြားဖန်တီးတာတွေတော့နည်းနည်းပူရင်ခုန်နေပေါ့နော်။ဒါပေမဲ့ကိုကပူပြီးကျင်းတည်လှမဲ့ wisdom လေးပေါ့။ကိုရဲ့အဲ့လိုပုံစံမျိုးလေးတွေးလိုက်တာအရင်ဆုံးလေးပဲဖန်တီးပေးလိုက်တယ်ဒီနေရာမှာခုနလိုဟိုအတွန့်အတွဲရှုပ်ရှုပ်ထွေးထွေးလေးတွေဘာမှမထည့်တော့ဘဲနဲ့စုပ်ပြနေရခုန will ရိုက်လာခဲ့တဲ့ဝစ်စုံတွေလည်းလေအများကြီးဖြစ်သွားပြီခုနအကိုကြီးပြောလို့ဒီရှီလေးမာရင်ပဲ9စုံအခုနောက်ထပ်ထွက်မဲ့ဝစ်စုံတွေက3စုံလောက်ကျန်သေးရဆိုတော့သူနဲ့ဘယ်ဟာလေးလိုက်မယ်ဆိုတော့ကိုယ်ကတိနေပြီဖြစ်တဲ့အတွက်လေအဲ့လိုပရိသတ်ကြိုက်မဲ့ဟာလေးပေါ့သူလည်းကြိုက်မဲ့ဟာအဲ့လိုကိုကြိုက်မာရောမင်းသမီးကြိုက်မာရောပရိသတ်ကြိုက်မာရောအကုန်စဉ်းစားပြီးတော့ဖန်တီးပေးလိုက်တာပါငယ်စဉ်တို့အတွက်ကတော့ကိုကြီးကဒီပရီလေးပဲလုပ်ပေးပြစ်တာပါပွဲအတွက်ကဇန်နဝါရီအကုန်လုံးစီစဉ်ပြီးသွားပြီအဲ့ဒါဆိုကိုကြီးတော့ဟိုပွဲတက်ယုံပဲရှိတော့တယ်ဟုတ်ကဲ့ပို့ပြီးရိုလာကြရအောင် အရင်တစ်ခေါက်အင်တာဗျူးမှာတော့အခုဖြေဖို့ပါတယ်သူတို့ကတကယ်လည်းအပြင်မှာလည်းရိုးကြတယ်ဒါအမြင်တွေ့နေကြပါဒါပေမဲ့အခုကကြာအရင်တော့ပရိသတ်မသိအောင်ပေါ့နော်အခုကကြာတော့အကုန်မြင်သာအောင်ဆိုတော့ဟိုဘယ်လိုပြောမလဲကို sharing လုပ်ချင်တဲ့ဟာတူတူတိတ်ပြောစရာမလိုတော့ဘူးပေါ့ There goes my heart beating cuz you are the reason I'm losing my sleep please come back now ဟုတ်တယ်တကယ်တော့အကုန်လုံးကစိုးရိမ်နေကြဟာမိုးကတိတ်ပမလားအဲအဲ့လိုမျိုးလေးပေါ့နော်အဲဒီထီးလေးနဲ့ပသိမ်ထီးလေးနဲ့လုံလိုက်တဲ့အခါကျလဲအိုင်ဒီယာလေးကလည်းစမ်းသွားတယ်ပို့ပြီးတော့ဟိုနော်ဒါမမြုံလေးနဲ့ထဲပို့ပြီးတော့ surprise ဖြစ်သွားတဲ့ accident မျိုးလေးဖြစ်သွားတယ်ပြီးတော့စိုးပြည့်တကယ်ထွက်လာတဲ့အချိန်ကျလဲမိုးကလည်းတိတ်သွားတာဆိုတော့လေပျော်စရာကောင်းပါတယ်နော်ဟုတ် from now to my very သူတို့ကလေလူလူငယ်လေးတွေကလည်းအေးလူကြီးတွေကလည်းအဲ့လိုမျိုးအပြုံးလေးရချိုးပြီးတော့လေဟိုတကယ်ဟိုပျော်စရာကောင်းတဲ့မိသားစုလေးလိုပဲဆိုတော့ဟိုနောက်ဒီတတမီးလေးတွေရမလာသေးရင်အောင်ဒီလိုအချိန်မှာတော့ပျော်စရာကောင်းနေရအောင်လက်တွေ့မြင်ရတယ်ပေါ့ဟုတ်အဲခုဒါငယ်စဉ်တို့ကိုငယ်တဲ့ဆိုပြီးတော့ကိုရဲ့ဒီနေရာနေပြီးတော့အဲ ခုနလိုဝစ်စုံလေးရင်လည်းအဖြစ်ပေးရတာလည်းကျင်နေပါတယ်တကယ်လေသူတို့ရဲ့အချစ်ကြီးလေးကလည်းကိုရှိမာရင်ပဲအမြင်မြင်နေရတာဖြစ်တဲ့အတွက်ဒီတဲ့ပို့ပြီးတော့တာယာဖြောင်မှုရဲ့ဘွာလေးကိုပိုင်ဆိုင်နိုင်ပါစေလို့ဒီနေ့ကဆုတောင်းပေးပါရစေဟုတ်